တာယာရဲ့နေဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှဖန်ပြန်လေးပြီးကြိုဆိုပါရစေ။မင်း online ကိုဒီရက်နေ့ကျွန်တော်ထပ်ပြောချင်တာတဲ့အကျံဖတ်လို့တက်ဖြတ်ပြလို့ကြောက်ရွံ့တုံ့တောက်မယ်တဲ့မှာဒီနေ့27ရာစုမြန်မာပြည်သူတွေမပါဘူးခေဆိုတာပဲပြောချင်ပါကျွန်တော်တို့ကဖိလေကြွလေပြည်သူတွေဖြစ်ပါဒီနေ့အရောပထမဦးဆုံးအနေနဲ့ဖကန့်စီရဲ့တရင်ကိုအရင်ပြောပြချင်တယ်ဖကန့်စီရဲ့လို့ပြောတဲ့အခါမှာတိုက်ပွဲဖြစ်ပွားတာတော့မဟုတ်ဘူးဒါပေမဲ့အခုစစ်ခွေးတွေကဒီဖကန့်မှာ KAA နဲ့ပူးပေါင်းတော်လိုင်းရေးတွေရှိတယ်လို့ထင်တဲ့နေရာမှာနေလေမဟုတ်ဘူးနော်ညအတိုင်းလိုလိုလက်နက်ကြီးကြီးနဲ့ပစ်ခတ်ခဲ့တယ်ဒါကြောင့်ဒီဇင်ဘာလ9ရက်နေ့ညမှာလုံခင်မြို့ရဲ့မလာအိုကျေးရွာမှာရှိနေတဲ့မိသားစုအိမ်တဲ့အိမ်ကိုလက်နက်ကြီးကြီးကျသွားတယ်ဆိုတော့အိမ်နေတဲ့လင်မယားနှစ်ယောက်ရဲ့73နှစ်အရွယ်ကလေးရဲ့၃ယောက်စလုံးကနေရာမှာတင်ပွဲချင်းပြီးတည်သွားတယ်အဲ့ထဲမှာ76နှစ်ကလေးအရွယ်နဲ့9လအသားကလေးငယ်ကတော့ကြမ်းကြမ်းမာမာနဲ့ ကြာရစ်ခဲ့တယ်အိမ်နဲ့အိမ်လည်းပြက်စီးသွားတယ်ဆိုတော့ကိုသိရတယ်သူတို့လက်နက်ကြီးတွေပစ်တဲ့အခါမှာ KIA နဲ့ပူးပေါင်းတော်လာရေးတွေပြန်ချမှာကိုကြောက်တဲ့အခါကျတော့ညအတိုင်းလိုလိုလက်နက်ကြီးတွေနဲ့ပြီးသူတွေရှိတဲ့ဘက်ကိုပြစ်ခတ်တယ်ဆိုတော့ကိုသိရတယ်ပြီးနောက်တစ်ခုအနေနဲ့ကတော့မုံမိတ်မုံမိတ်ဆိုတာဟာကျတို့ KIA ရဲ့စခန်းတည်ရှိတဲ့မြို့ဖြစ်တယ်ဒါပေမဲ့ TNLD မိုးမိတ်ကိုတိုက်ခိုက်တိမ့်ပိုက်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော် KIA တွေကိုသူတို့မောင်းထုတ်ခဲ့တယ်မိုးမိတ်မှာရှိတဲ့ကျွန်တော် KIA စခန်းနဲ့အတူတခြားသော KIA စခန်းစုစုပေါင်းဆက်တခုကို TNLD နဲ့ပြဿနာမဖြစ်ချင်လို့ကျွန်တော်ကရှောင်ပေးလိုက်ရတယ်အားလုံးသိရတဲ့အတိုင်းပဲအခုကတော့မိုးမိတ်ထဲမှာစစ်ခွေးတွေနေရယူသွားပြီဆိုတော့အခုစစ်ခွေးတွေကဘာလုပ်လာသလဲဆိုတော့ဒီမိုးမိတ်ကနေမှမဘိန်းဘက်ကိုသူတို့ကနေကျိုးကြော်ချင်လာတဲ့အခါမှာသူတို့ကထွက်ပေါက်ရှာတယ်ဒါမဲ့ KIA နဲ့ပူးပေါင်းတော်လာရဲတွေကတော့မိုးမိတ်ကို ဝိုင်းထားတယ်မိုးမိတ်ကလည်းမစစ်ခွေးတွေကမျက်တောင်မွေးတမွေးတောင်ထွက်ခွေးမရှိဘူးအခုမိုးမိတ်မှာကစစ်ခွေးတွေကလောင်အိမ်ကငက်ကလေးလိုပဲဒီလောင်အိမ်ထဲမှာတော့သူတို့ကြိုက်တယ်လို့သွာလာလို့ရတယ်ဒါပေမဲ့လောင်အိမ်အပြင်လုံးဝထွက်ခွေးမရှိဘူးဆိုတော့အခုသူတို့ကမဘိန်းဘက်ကိုသွားချင်တဲ့အခါမှာ KIA နဲ့ပူးပေါင်းဒေါ်လာရေးတွေရှိမယ်လို့ထင်တဲ့နေရာဘက်ကိုဒီဇင်ဘာလ6ရက်ညမှာဘုံ3လုံးနဲ့လာကျဲသွားတယ်။ဘုံ3လုံးနဲ့ကျဲသွားတဲ့အခါမှာ KIA နဲ့ပူးပေါင်းဒေါ်လာရေးတော့မထိဘူး။ဒါပေမဲ့ဘဒုကိုထိသွားတယ်လေဆိုတော့မိုးမိန်နဲ့မဘိန်းကြားမှာရှိတဲ့ ရွှေလီမြစ်စုံ UR မှာရှိတဲ့စစ်ဆောင်စခန်းမှာလာကြသွားတဲ့အတွက်ကြောင့်ကိုဝန်ဆောင်မျိုးသမီးတယောက်နဲ့အတူစစ်ဆောင်ဆယ်ဦးကတော့နေရာမှာတင်ပွဲချင်းပြီးတည်သွားတယ်။တချို့ကြီးကြတော့ထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတာကိုသိရတယ်။အခုဒီစစ်ခွေးတွေကဒီနေ့ကျရတော်လာရဲတွေကိုဘာမှမလုပ်နိုင်တဲ့အခါမှာပြည်သူလူထုတွေကိုပက်ပက်ဆက်ဆက်လုပ်တယ်။ဒါတောင်မှတချို့တော့ခွေးမစင်စားပြည်သူတွေကတစ္ဆာဖောက်ရှိသေးတယ်။ တော်လာရေးဒီရှိတဲ့နေရာမှာစစ်ခွေးတွေဘုံကျဲတာတွေလက်နဲ့ကြီးကြီးပစ်တာတွေကိုကြွားမဆိုးလို့ချင်ဘူးဒါပေမဲ့ဒုက္ခရောက်နေလို့စစ်ရှောင်းနေပါတယ်ဆိုတဲ့နေရာမှာစစ်ခွေးတွေဘုံကျဲတိုက်ခိုက်တယ်စစ်ရှောင်းတွေတဲတယ်ဒါကိုတောင်မှဒီနဲ့စစ်ရှောင်းတဲ့နေရာမှာဘုံကျဲတိုက်ခိုက်တာတွေဒါတွေကိုဒီနဲ့လူလို့ထင်နေပေမဲ့လူမဟုတ်တော့ ။ဘောမာဒီကတော့တော်လရဲတွေကိုတိုက်ခိုက်နေတယ်လို့ပြောတယ်။ဆိုတော့အဲဘူလလဆွေကသူ့ရဲ့ TikTok ထဲမှာပြောလေဆိုတော့အခုဒီဒီဇင်ဘာလ9ရက်နေ့မှာသူအာဇာနည်ပိတ်မှန်တော်ထဲကိုတူသွားတယ်။တွားတဲ့အခါမှာ2025ခုနှစ်မှာဘူမိုးချုပ်အဆင့်ရှိတဲ့ခွေးတကောင်လဲတည်သွားတယ်ဆိုတဲ့အကြောင်းပြောတယ်။ဖက်စစ်တွေကိုတိုက်ခိုက်လို့ကြာရှုံးသွားတယ်။ရဲပေါ်တိုင်းကိုတော့အာဇာနည်သူ့ရဲကောင်းဆိုပြီးမှတတ်မှတ်လို့ရတယ်။အာဇာနည်ပိတ်မှန်ထဲမှာလဲသူ့ရဲ့နာမည်တွေကိုတော့ကပီးကောင်းကောင်းလေးထိုးထားရ မယ်ဖက်စစ်ဒီကိုတိုက်ခတ်ခဲ့တဲ့အတွက်ကြောင့်ကြရှုံးသွားတယ်ဒီနေ့ကျွတ်တို့မြန်မာနိုင်ငံကိုလွတ်လပ်ရေးရယူပေးခဲ့တဲ့သူရဲကောင်းအာဇာနည်တွေကိုကျွတ်တို့ကနေမှဂုံပြုတ်ထိုက်တယ်ဒါပေမဲ့1960နှစ် နောက်ပိုင်းမှာ တေးသွားတော့ခွေးမသားတွေကိုဘာကြောင့်မို့အာဇာနည်ဗိမာန်ထဲမှာရေးထားရမှာလဲ1960နှစ်ရဲ့နောက်ပိုင်းမှာတေးသွားတဲ့ခွေးမသားတွေကဘေပီပရံကိုကာကွယ်ပေးလို့တေးသွားကြတာလဲကျမတို့လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာဘေပီပဒီကကျမတို့မြန်မာနိုင်ငံကိုကျူးကျော်ခဲ့တာရှိခဲ့တယ်လဲဘေသူရံကိုကာကွယ်ပေးခဲ့လို့ဒီမသားတွေကတေးသွားကြတာလဲ ဆိုတော့ဒီ2023မရောက်ခင်မှာတန်ရင်သာလက်နက်ကိုင်းနေနဲ့ပဲချလို့မတာပေါ်သွားကြတာမဟုတ်ဘူးလားဆိုတော့အခုဒီ2025မှာလည်းဘုံမိုးချုပ်တယောက်လေးတည်သွားတယ်လို့ပြောတယ်ဒါကြီးကဘာကြောင့်မို့အာဇာနည်ဗိမာန်ထဲမှာထည့်ထားရမှာလဲသူတို့ကဘသူနဲ့တိုက်လို့ဘယ်ပြပရန်နဲ့တိုက်ခဲလို့သူမတာပေါ်သွားတာလဲနင်းတို့ကမတာပေါ်တဲ့လူဒီကိုထည့်မယ်ဆိုလို့ရှိရင်ပြည်သူစစ်တီရောဟိုမှာဘျူခွေးတီရောအကုန်ထည့်ကြလေအခုနင်းတို့စစ်ခွေးတွေလောက်ထားတဲ့ အာဇာနည်ဗိမာန်ဆိုတဲ့အထဲမှာဒီနေ့ကျမတို့မြန်မာနိုင်ငံစစ်ခွေးတွေပပျောက်သွားပြီးလွတ်မြောက်သွားတဲ့အချိန်မှာတော်လန်ရေးပြီးဆုံးသွားတဲ့အခါမှာလွတ်လပ်ရေးရဖို့ရအတွက်တော်လန်ခဲ့တဲ့အာဇာနည်တွေကလွဲရင်ကြံတာတွေအားလုံးကိုဘုံခွဲပြီးတော့ဖြုတ်ချဖို့ပဲရှိတယ်နော်မြန်မာနိုင်ငံမှာတက်တရသုံးတဲ့ခွေးတွေရဲ့နာမည်ကိုအာဇာနည်ဗိမာန်တော်ထဲမှာရဲခွင့်လုံးဝပြုတ်မှာမဟုတ်ဘူးနော် ဒါကိုမြင်းမြင်းမှတ်ထားပါဘယ်ပြပရန်ကုန်မှာကကွယ်ပြီးတော့တေသွားတဲ့အာစာနီတယောက်မှမပါတော့ဘူးလွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာဘယ်ပြပရန်ကုန်မှာကကွယ်ဖို့တော့လည်းမလိုတော့တဲ့အတွက်ကြောင့်လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာတေသွားတဲ့ခွေးမသားရဲ့နာမည်ကိုအခုနင်းတို့စစ်ခွေးတွေရေးထားတဲ့အာစာနီဗိမှန်တော်ထက်အကုန်ဖြုတ်ချရမယ်မြင်းမြင်းမှတ်ထားပါနော်အဲဆိုတော့အခုကျွန်တော်တို့နောက်ဒီတစ်ပုတ်အနေနဲ့ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်အောင်နော်တစ်ချိန်လုံးတက်မတော်က ယူနီဖောင်းတွေတက်တက်ပြီးအုပ်ချုပ်နေရတာဟာသူတို့လည်းတကြော်ပြီးတကြော်ပြန်တော့သူမကြိုက်မကြိုက်တယ်ဆိုတော့ဘာလို့ ਆ လဲဆိုတော့2008ဖွဲ့စည်းမှုနဲ့တူလွတ်တော်ယူ2010မှာပေါ်ပေါက်လာရွေးကောက်ပွဲကျင်းပခဲ့တယ်စက်တင်ဘာလွတ်တော်ပေါ်ပေါက်လာတယ်ဦးသိန်းစင်ကအာဏာရလာတယ်ဦးသိန်းစင်ကတမနာဖြစ်လာတယ်ဦးသိန်းစင်ကတမနာဖြစ်ပေမဲ့ကာဝေးဦးချုပ်ကပူဇော်မှုကြီးမရောက်လိုက်ဦးသိန်းစင်ရဲ့နောက်မှာပူဇော်မှုကြီးမရောက်နိုင်ကအမြဲတမ်းဦးသိန်းစင်ခိုင်းရင်လှုပ်ဖို့အစင်းစင်းစောင့်ပေးနေတယ်တိုင်းပြည်ကာဝေးအတွက်ဆိုရင်ဦးသိန်းစင်ရဲ့ရှေ့ကသူမကြော်ဘူးနောက်မှာပဲသူနေတယ်ဒေါက်ဆန်းစီဆွဲလက်ထက်မှာလည်းတမ်မင်တမရောကမလိုအပ်တဲ့နိုင်ငံရေးကိစ္စကိုဝန်မရှိဘူးနိုင်ငံတော်ထိခိုက်နေတဲ့ကိစ္စလွဲရွတ်ချန်တဲ့ကိစ္စတခုမှဝန်မရှိဘူး အဲ့လိုနေခဲ့ပြီးတော့သူတို့ဖွဲ့စည်းပုံချဲဦးဒီမှာတပ်မတော်ရဲ့အခန်းကဏ္ဍကို short ချပေးသွားမယ်ပြောပြီးသားငါကတော့ short တယ်မင်းတို့ကရောဆိုတော့မိကုန်းကြတော့တစ်ဖက်လူတွေမဖြေနိုင်တော့ဘူးတိုင်းသားလက်နဲ့ကင်လို့အမိခံထားတဲ့နော်အဲ့အုပ်စုတွေအကုန်လုံးဟာတရကြီးကြီးကင်ထားပြီးလို့ပြီးတော့တပ်မတော်ကနိုင်ငံရေးမှာနှောက်ရှက်တယ်တပ်မတော်ကငါတို့ဘလို့ဟုတ်ဖြစ်တယ်တပ်မတော်မပါမှနိုင်ငံရေးကိုငါတို့ဆွေးနွေးမယ်တပ်မတော်မပါမှညှိနှိုင်းဆွေးနွေးမယ်သူတို့ကင်ထားတရကြီးကြီးကင်ထားပြီးတော့တပ်မတော်ကြတော့ပါနေလို့တဲ့သူတို့ကတရက်ချထားလို့လားဆိုတော့သူတို့ကတရကြီးကင်ထားမှာတော့တပ်မတော်လည်းအနည်းဆုံးတော့တနက်ကိုတော့ ပကိုင်ထားလို့မရတော့တက်မလို့လည်းနိုင်ငံရေးခံကြရမှာမပါလို့မရတော့အကဲသူတို့ကဒီလက်နက်တွေကင်ထားတာကိုစွန့်လွန်မယ်သုံးဖို့လက်နက်ကင်ထားတာကိုဖယ်ပြီးတော့ရှောက်ချပြီးတော့နိုင်ငံရေးမှာပေါဝင်ပတ်သက်မှုပို့လောက်လာမယ်ဆိုရင်ရွေးကောက်ပွဲတွေခုနသူတို့ကိုသူတို့မဲပေးရွေးချယ်ခံတော့မယ်ဆိုရင်တက်မလို့လည်းသူ့ရဲ့ခံကြတော့ရှောက်ချလိမ့်မယ်ကွန်မိုတို့အင်ဘလာတို့အုပ်စုကချင်ပြည်တော်မှာမဲပုံးထောင်လိုက်မဲပုံးထောင်ပြီးတော့ကချင်ပြည်နယ်ဝင်းကျုပ်လောင်းလျာဖြစ်နေငါတို့အင်ဘလာနဲ့ကွန်မိုတို့အဖွဲ့တွေကငါတို့ဝင်းပြိုင်နေကွာပြိုင်လိုက်အဲ့လိုပြိုင်လိုက်လို့တက်မတော်ကသူ့ရဲ့တနက်ကင်ထဲတာကိုမလျှော့ချဘူးဆိုရင်ကျွန်တော်တို့တက်မတော်ကိုဆဲမယ်။သူတို့လက်နက်ကင်ထဲတာမချဘူးဆိုရင်က ကျွန်တော်တို့လက်ရှိမျိုးတပ်မတော်နဲ့အတူရမယ်ဒါရှင်းရှင်းလေးပဲပြတ်တယ်ကျွန်တော်တို့ကလက်နက်ကိုင်ပြီးနေပြည်တော်မှာအကျိုးစီးပွားရေးရှာတယ်ဂွမ်မော်တို့အုပ်စုမလက်နက်ကိုင်ထားပြီးတော့မြေရှားတူးတယ်ကြောက်တူးတယ်တစ်တေခုတ်တယ်တော့တဘောတည်ရန်သားတွန်းထက်အကုန်ယူတယ်နိုင်ငံခြားကိုအခိုးစင်းနဲ့ရောင်းတယ်လက်နက်တွေအားဖြည့်တယ်စိတ်ဝင်တွေတည်တယ်တနတ်တွေပဲလက်နက်တွေပဲထပ်အားဖြည့်နေတယ်လူတစုစားရဲ့စစ်ဘရင်တွေဖြစ်နေဖန်တီးနေတယ်အဲ့လိုဖန်တီးနေတဲ့ချိန်ကြီးမှာကျွန်တော်တို့ကဂွမ်မော်တို့အုပ်စုမှတ်ပါတယ်ဆိုပြီးဂွမ်မော်တို့ဘက်မှာတွားရက်ဖို့တတလုံးဆန္ဒမရှိဘူးတပ်မတော်သားမရှိရင်ခင်ဗျားတို့မြမတပိုင်းကိုပြန်ကြည့်ကြအောင်ဗျာပြီးမှအချုပ်ချာအာဏာအားနေတိုင်းမှာ တိုင်းသားခေါင်းဆောင်တွေကအဲ့လိုပဲလာပြီးတော့ကတောင်းကလေးမြောင်လုပ်တယ်အဲ့တော့ပြီးမှအပြန်ကောင်းလာတဲ့ခါကျတော့မှအကုန်လုံးပြန်လွှမ်းမိုးနိုင်တယ်တိုင်းသားတဲ့နိုင်ငံဒီဘက်ကတော့စဉ်းစားဖို့လိုတာကတနက်ကင်ထားသေးရင်ငါတို့သဘုံဖြစ်မယ်တနက်တွေချပြီးတော့ငါတို့နိုင်ငံရေးပလက်ဖောင်းတက်ရင်ငါတို့နိုင်ငံခေါင်းဆောင်ဖြစ်မယ်မျိုးသားခေါင်းဆောင်ဖြစ်မယ်ဒီစိတ်မျိုးထည့်မှရမယ်ဒါမဲ့နိုင်ငံခေါင်းဆောင်မျိုးသားခေါင်းဆောင်ဖြစ်တာစာရေးတော်ရေးအဆင်မပြေဘူးလေဗျာကွိုင်မိုးလို့အင်ဗန်လာတို့ပိုင်ဆိုင်မှုကပြီးမှမှရှိတဲ့တတိယကိုခင်ဗျားတောက်ချလို့ရတယ်လက်နက်ကင်ပြရတဲ့ပတ်စံတွေကြောင့်ချမ်းသာမှုကြောင့်တို့တော့ဒါမှမဆုံးနိုင်ဘူးဆိုတော့တွေ့ရတယ်ဆိုတော့အခုဒီဗီဒီယိုကတော့ခွေးတပုတ်ကနေမှမေမြို့မှာ 标开了是噶，但是呢，人家给你没许多热请假么办？就是快点噶，六多天嘛，把我母过呃的皮皮巾小差多买路标了，叫明明标多了噶。 စစ်ခွေးတွေကစစ်ခွေးအင်ဂျင်နဲ့မြန်မာနိုင်ငံကိုမအုပ်ချုပ်ချင်တော့ဘူးဒါကြောင့်မို့2008ဥပဒေဆိုတဲ့လက်တလုံးကြားဥပဒေထဲမှာပါတဲ့ဤသူပဲရွေးကောက်ပွဲတွေကိုလှုပ်ပေးပြီးမှဥသိမ်းစိန်တမရဖြစ်လာတဲ့ဥသိမ်းစိန်တမရဖြစ်လာတော့ကလည်းဒီစစ်ခွေးတွေကဥသိမ်းစိန်ရဲ့ရှေ့မှာရှိတာမဟုတ်ဘူးဥသိမ်းစိန်ရဲ့နောက်မှာနေပြီးမှနိုင်ငံတော်ရဲ့ကာကွယ်မှုကိုလုပ်ခဲ့တယ်ဒေါအောင်ဆန်းစုကြည်ခေတုံးကလည်းသူနည်း၎င်းပဲလုပ်ခဲ့တယ်လို့ပြောတယ်ဆိုတော့အခုလေသူတို့ကနိုင်ငံတော်ကိုမအုပ်ချုပ်ချင်တော့ 在做木板，越高坡一个，路边没路标嘞。第二的龙桥五百台也修到现嘞，是亏的白干的嘛？得片片钱，六道台嘛，小吃铺也多。第二的龙桥五百台台嘛，来把路边那片台路标嘞，说咯，第二台嘛就标清嘞，且东且西嘞，得苦干咯。第二就说罗大领导，人家改的干的嘛，人家没算那多钱是亏干的嘛，人家没算那片台，哪都苦干咯，得给老大，就说罗多拿钱的白干的嘛，人家算皮多，越高坡台嘛，把门开。 က်တယ် KIA ခေါင်းဆောင်တွေလည်းလက်နက်စွန့်ပြီးတော့မင်းပုံးတွေကိုသာထောင်ခဲ့တယ်ဆိုလို့ရှင်တော့ဘောမကြုံမျိုးမင်းကနေမှလည်းနင်တို့လက်နက်တွေချတင်ပြီးဆိုတဲ့ဥစ္စာအော်ပေးမယ်လို့ပြောတာတခုနောက်တခုအနေနဲ့ကတော့ဒီနေ့ကျမတို့ KIA ဒီလက်နက်ကင်လို့ချမ်းသာလာတယ်ဒါကြောင့်မို့လက်နက်ကိုမစွန့်ချင်ဘူးဆိုတဲ့အကြောင်းကိုနည်းနည်းလေးပြောချင်တယ်ကြုံမျိုးမင်းပြောသွားတာကကျတို့တိုင်းရင်သားတွေကတော့လက်နက်ကင်မှခွေးတွေကိုပဲလက်နက်မကင်နဲ့နိုင်ငံရေးထဲမှာမပါဝင်နဲ့ဆိုတဲ့စကားကိုကျမတို့ပြောတယ်လို့ပြောတယ်ဆိုတော့ဒီနေ့ကျမတို့ စစ်အာဏာရှင်နဲ့မအုပ်ချုပ်ခင်တုန်းကကျတော့ဘေးတိုင်းရင်သားလက်နက်ကိုင်တွေက အုံကြွလာတာကိုတွေ့တယ်လား မြန်မာနိုင်ငံမှာဗိုလ်ချုပ်အောင်ဆန်းတီထောင်ခဲ့တဲ့တပ်မတော်တစ်ခုထဲမှာပဲမြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသားပေါင်းစုံစစ်မှုထမ်းပြီးနိုင်ငံတော်ထဲမှာပါဝင်နေတဲ့အချိန်မှာနင့်တို့ခွေးတွေအာဏာသိမ်းလိုက်တာမဟုတ်ဘူးလားဒီနေ့အကြမှာပဲတိုင်းရင်းသားလက်နက်ကိုင်မရှိမှလွတ်တော်ထဲမှာထွက်ရမယ်ဟုတ်လားအဲဒီ General Gunmoro ဥက္ကဋ္ဌဘလာရောကနေမှမဲပုံးထောင်ပြီးမှနိုင်ငံရေးထဲမှာရှောက်သွားတဲ့အချိန်မှာစစ်ခွေးတွေကလက်နက်မချဘူးဆိုလို့ရှိရင်သူ့အော်ပေးမယ်တဲ့ ဘတ်မအူဆုံးပြောချင်တာကကျတို့ KAA အကြောင်းနဲ့တော်လကောင်းကျတို့တော်လရဲတွေနဲ့အကြောင်းတော်လကောင်းနင့်တို့ခွေးတွေဘာမှဟောင်ပဲဆရာမလို့ဘူး ဒီကြောမျိုးမင်းအနူတော်ထဲကတော့သူကတော့လူချောပေါ့နော်သူတို့ရဲ့အကြမပြည့်တဲ့ခွေးတရောင်းစားတွေထဲမှာတော့သူကလည်းနေရရတာဟုတ်ချင်လဲဟုတ်မှာပေါ့မြန်မာစာနဲ့ဘွဲ့ရထားတာလေနော်ဆိုတော့သူဟာနဲ့သူတော့ဟုတ်ချင်လဲဟုတ်မှာပေါ့ဒါပေမဲ့ကျတော့တော်လာရေးထဲမှာနင့်ဝမတိုးဘူးဆိုတာမမဲ့နဲ့ကျတော့ KIA တွေတော့လည်းနင့်စခွေးတွေကိုဟောင်ပေးဆရာမလို့ဘူးအခုနင့်တို့ခွေးတွေက စစ်တားလားနိုင်ငံရေးလားဆိုရင်တော့မခွဲခြားတတ်ဘူးကျွန်တော် general good morning မေးပုံးထောင်းချင်တယ်ဆိုလို့ရှိရင်ဘာကြောင့် KIA ထဲဝင်มาလဲနိုင်ငံရေးမလုပ်ချင်လို့စစ်တားလုပ်ချင်လို့နင်းတို့ခွေးတွေကိုတတ်ချင်လို့ KIA ထဲကိုဝင်သွားတာနင်းတို့ရဲ့နာမည်ဒီမျိုးစုံရထားတဲ့ခွေးကြဘူဒီလိုမျိုး first year နဲ့စစ်သေးကိုဝင်သွားတာမဟုတ်ဘူး University PB မှာ KIA ထဲကိုဝင်သွားတာနိုင်ငံရေးလုတ်ချင်ရနိုင်ငံရေးလုတ်တာကြားလာပြီနိုင်ငံရေးမလုတ်ချင်ပဲနဲ့မြန်မာနိုင်ငံကိုဒုက္ခပေးနေတော့ခွေးတရောင်းစားတွေကိုတတ်ဖို့ရန်အတွက် General Gun Moro ကျတို့ရဲ့ဥက္ကဋ္ဌမ္ဘလာရောက KIA ထဲဝင်သွားတာနဲ့တော့ခွေးတရောင်းစားဂျဘူးတို့လိုမျိုးစစ်သားလားနိုင်ငံရေးတမလားမခွဲချတတ်တဲ့နင်းတို့လိုမျိုးမစင်စားတွေတို့ကျတို့ကချင်တွေကိုလာမနိုင်နဲ့နော် ကျွန်တော် KIA ခေါင်းဆောင်တွေဟာစစ်ခွေးကိုတတ်ဖို့ရအတွက် KIA တီထောင်ပြီးတော့ KIA စစ်တပ်ထဲမှာရှိနေတာနိုင်ငံရဲလို့ချင် KIA ဆိုတဲ့ Kitchen Independence Army ဆိုတဲ့ကချင်တပ်တော်ထဲမှာဝင်မလားနိုင်ငံရဲနဲ့စစ်ရဲတောင်မခွဲခြားတတ်တဲ့နင်းတို့ခွေးတောင်စားတွေခွေးကျဘူးနဲ့ခွေးတောင်စားတွေကနိုင်ငံရဲလို့ချင်တာနိုင်ငံရဲလို့ချင်တယ်ဆိုလို့လက်နဲ့ချလို့ပြောတာလေအင်ဂျီတွေချုပ်ပြမနိုင်ငံရဲထဲမှာပါဝင်ပါလို့ပြောတာလေ သူ့ကိုစစ်အင်ဂျင်နဲ့လက်နဲ့ချခိုင်းတာမဟုတ်ဘူးနင်တို့ခွေးတရောင်းစားတွေတိဖို့နိုင်ငံရဲကနိုင်ငံရဲနိုင်ငံရဲနဲ့စစ်အင်ဂျင်ဝတ်ဆရာမလို့တို့စစ်အင်ဂျင်နဲ့လည်းနိုင်ငံရဲလောက်ဆရာမလို့ဘူးစစ်ကစစ်အင်ဂျင်ရှိပြီးသားအဲ့အင်ဂျင်ဝတ်တဲ့သူတွေဟာတနက်ကင်ပြီးတော့တိုက်ပြည်ကိုကာကွယ်ဖို့ရတဲ့ဖြစ်တယ်နိုင်ငံရဲတမားတွေဟာယူယူအင်ဂျင်ဝတ်ပြီးမှနိုင်ငံရဲအရေးကိုလှုပ်တာထမင်းမမသိမစင်မမသိတဲ့ခွေးတွေဒါကြောင့်ကျွန်တော် general good morning ကိုမေးပုံထောင်ပါလားမရှက်ဘူးလား သူတို့စစ်သားလေ KIA စစ်သားလေနိုင်ငံရေးတမန်မဟုတ်ဘူးကျွန်တော် KIA ကောင်းဆောင်တယ်တမရတွေဖြစ်ချင်းရနိုင်ငံရေးတမန်လို့မှာပေါ့ဘာကြောင့်မို့ KIA စစ်သက်ထဲမှာဝင်နေမလဲပြီးနောက်တစ်ခုဒီထဲမှာသူပြောသွားတာကတမိုင်းအရဆိုလို့ရှိရင်လေခွေးတောင်စားတွေအားနေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တိုင်းရင်သားတွေကသူတို့ကိုချတယ်ဒီမကခွေးတောင်စားတွေကအားရှိတယ်ဆိုကျွန်တော်တိုင်းရင်သားတွေကပြန်ပြမငြိမ်သွားတယ်ဆိုတဲ့သဘောသူပြောသွားတယ်ဆိုတော့တမိုင်းကိုဖတ်ကြည့်ပါ ဖက်စစ်စစ်တပ်တွေကိုတိုက်ခိုက်ခဲ့တဲ့အချိန်ကနေစပြီးတော့နေဝင်ခွေးတရောင်းစာမြန်မာနိုင်ငံကိုစစ်အာဏာမသိမ်းမချင်းဗိုလ်ချုပ်အောင်ဆန်းတီထောင်ခဲ့တဲ့တပ်တော်ထဲမှာဘယ်လူမျိုးတွေပါဝင်ပြီးတော့တကက်စစ်ထဲမှာတိုက်ခဲ့တယ်လဲဆိုတာတမိုင်းကိုတမိုင်းလို့တိတက်ရင်းနဲ့တို့သိတယ်နဲ့တို့ခွေးတရောင်းစာတွေပဲတိုက်လို့ဒီနဲ့မြန်မာနိုင်ငံဘယ်နေရာမှာမှနဲ့တို့အောင်ပွဲမရခဲ့ဖို့ဘူးနော်ကျွတ်အမြဲတမ်းပြောတယ်ဒီ27ဒေါ်လာရဲထဲမှာတောင်မှ နင်တို့ standard army လို့ရက်နေတဲ့ခွေးတရောင်းစားတွေလဲနေတောင်မရှိသေးတဲ့အဲ PDF တွေတင်ထားတဲ့မြို့ရွာတွေကိုတရုတ်ဒီစီမှာဘောတော့ဆုပ်ပြီးတောင်းရတယ်နင်တို့မချက်ဘူးလားပြီးလို့ရှိရင်ကျွန်တော် KIA ကောင်းဆောင်တွေကမြန်မာနိုင်ငံမှာရှိတဲ့တယံဇာတာတွေကိုသူ့ဖို့ရောင်းစားတယ်ပြီးလို့ရှိရင်တခိုးစင်းနဲ့ရောင်းတယ်လို့ပြောတာဘယ်နေရာကပစ္စည်းကိုတွားထုတ်တယ်လားနင်တို့ရဲ့မြို့ရွာနင်တို့ရဲ့တိုင်းနေရာထဲကပစ္စည်းတခုကိုတွားထုတ်ခဲ့တယ်လားကျွန်တော် KIA တွေ ကချင်ပြည်နယ်ကယတနာကိုတူပြီးမှရောင်းတယ်ပြီးလို့ရှိရင်နိုင်ငံတော်ကိုကောက်ွယ်ခဲ့တယ်ဒီနေ့မြန်မာနိုင်ငံမှာဥပမာဟိုးရှေရှေဝဲဝဲကိုကျွန်မမပြောဘူးအခုဒီ27ဒေါ်လာရင်းမှာပဲကြည့်အားလုံးကွင်းကွင်းကွဲကွဲနဲ့မြင်နိုင်တဲ့ဥပမာတစ်ခုပဲပြောမယ် PDF ဆိုတာဒီတာမရှိခဲ့ရင်အခုအညာဒေတာပြောင်းသွားတာကြားလာပြီဘာကြောင့်မို့ဒီနေ့ဒီအချိန်ထိမြို့ရွာတွေရှိနေတဲ့တယ်လဲဆိုတော့ PDF တွေရှိလို့ ချုံနေတို့ပဲဒီနေ့ကျမတို့ KIA ဒီရှိလို့ကျမတို့ကချင်ပြည်နယ်မှာနင့်တို့ခွေးတွေကြိုက်တယ်လို့မလုပ်ခဲ့တာဒီနေ့ဘာကြောင့်မို့ကချင်ပြည်သူလူထုတွေ KIA တွေကိုထောက်ခံတယ်လဲ KIA တခုတည်းတည်းကျမတို့ကချင်ပြည်နယ်မှာရှိတဲ့ပြည်သူလူထုတွေကိုကာကွယ်နိုင်တဲ့သူဖြစ်တယ်ဆိုပြီးမှကျမတို့ကယုံကြည်တာနင့်တို့ခွေးရန်ကနေမှကာကွယ်ပေးတာ KIA ဖြစ်တယ်ဒီနေ့မြန်မာနိုင်ငံမှာခွေးတွေအစစ်ကြောင်းထိုးလာရင်ပြည်သူတွေဘာလုပ်ကြလဲနင်တို့သိပါတယ်เนาะဒါကြောင့်အညာမှာ PDF ဆိုတဲ့လက်နက်ကိုင်တွေရှိလို့အညာဒီနေ့ဒီအချိန်ထိမြို့ရွာတွေကြနေတာတိုင်းခွနတိုင်းနဲ့ပြည်နယ်ခွနခုမှာဒီနေ့ဒီအချိန်ထိပြည်သူလူထုတွေကောင်းကောင်းနေနိုင်တယ်ဆိုတာဒီနေ့ကျွန်တော်တို့နင့်တို့ခေါ်တဲ့တပုံလို့ခေါ်တဲ့တိုင်းရင်သားလက်နက်ကိုင်တွေရှိနေလို့ဖြစ်တယ်။ဒါကြောင့်မို့ဒီနေ့ဘယ်တိုင်းရင်သားလက်နက်ကိုင်ကိုပြောမလဲ။ဘူချောက်ထွတ်မြတ်နိုင်သူနိုင်ငံရေးမှာပါဝင်မယ်လို့ပြောသလား။တမရဖြစ်ချင်တယ်လို့ပြောသလား။ Can you tell မှာတော့လကောက် အခုဒီ27မှာမှပေါ်ပေါက်လာခဲ့တော့ PDF တွေတောင်မှငါတို့နိုင်ငံရေးထဲမှာပါဝင်မယ်လို့ပြောသလား မပြောဘူးနင်းတို့စစ်ခွေးတွေကလွဲရင်ဒီနေ့မြန်မာနိုင်ငံမှာရှိနေတော့လက်နက်ကင်တော့တော်လာရဲတမအကုန်တိတယ်သူတို့ဟာစစ်သားဖြစ်တယ်နိုင်ငံရဲတမမဟုတ်ဘူးဆိုတာကိုသိတယ်ဒါပေမဲ့နင်းတို့ခွေးတွေကစစ်သားလားနိုင်ငံရဲလားဆိုတာမခွဲခြားတတ်ဘူးကျွန်တော် KIA ကောင်းဆောင်တွေမေးပုံးထောင်လို့ရှိရင်တော့စစ်ခွေးတွေကိုလည်းလက်နက်ချဖို့អော်ပေးမယ်နင်းអော်ပေးဆံမလို့ဘူးကျွန်တော်ကချင်တို့မျိုးတွေမှာကိုယ်ပါစက်နဲ့ကိုရှိတယ်နင်းတို့ခွေးပါစက်ငားဆံမလို့ဘူးเนาะနင်းတို့ခွေးပါစက်နဲ့ဟောင်ပေးဆံကိုမလို့ဘူး နင့်တို့တလောက်အထိတန်ရင်သားတွေလက်နဲ့ချမှာပဲလွတ်တော်မှာပါဝင်တဲ့အဥ္စာကိုရှော့ချမယ်လို့ဒီလောက်အထိနင့်တို့ကငင်းချမ်းရဲကိုလိုချင်တယ်ဆိုလို့ရှိရင်ကျမတန်တန်ပြောပြပြဘာကြောင့်မို့ပြည်သူတွေရဲ့ရှေ့မှာစပွဲချပြီးမှ စကားမပြောရတာလဲဘာကြောင့် KIAD နဲ့ခိုးနေရမှာချိန်ဒီနေရမှာချိန်ဘာကြောင့်ခိုးကြောင်ခိုးဝဲနဲ့နင့်တို့စကားပြောချင်တယ်လဲကျတော့ KIAD တခုအလုံးမလုပ်ဘူးနော်မထား ပြီးနောက်တစ်ခုကတော့ဒီနဲ့ကျွန်တော် KIA တွေကလူတမျိုးအတွက်ပဲလက်နက်ကင်ကြတယ်ဆိုတော့ဒီလက်နက်ကင်တို့ပဲဒီနဲ့ကျွန်တော်မြန်မာနိုင်ငံရဲ့တယံဇာတာတွေကိုရောင်းစားတယ်လက်နက်ဆက်ယုံတွေကိုထောင်းတယ်လက်နက်တွေကိုကျွန်တော်ကလည်းမစုတယ်လို့ပြောတယ်နင်းတို့စစ်ခွေးတွေမြန်မာနိုင်ငံတယံဇာတာကရတဲ့ပတ်စံတွေပြည်သူလူထုရဲ့ဂုဏ်ဆုံးထားပြီးမှရထားတဲ့ပတ်စံတွေနဲ့လောက်ထားတဲ့ကြီးတရောင်နဲ့ဘယ်ပီပရံကိုနင်းတို့ပြစ်ခတ်ခဲ့ပြီလဲဒီနေ့ကျမတို့မြန်မာနိုင်ငံသားတွေကိုပဲနင်တို့တိုက်ခိုက်နေတာမဟုတ်ဘူးလား ကျတော့ KIA ဒီလက်နဲ့ဆက်ယုံတာမရှိခဲ့ဘူးဆိုလို့ရှိရင်ဒီနဲ့ကျမတို့ကိုနင့်တို့နိုင်စားတာကြားလာပြီဒီနဲ့ကျမတို့ KIA တာမကဘဲနဲ့ဒီ27ဒေါ်လာရဲမှာဆိုကျတော့ KIA ဒီလက်နဲ့ဆက်ယုံရှိလို့တော်နေတာเนาะ ဒီနဲ့ကျွဲတို့ KIA data လက်နဆက်ယုံမရှိခဲ့ဘူးဆိုလို့ရှိရင်နင်တို့အညာက PDF တွေကိုနိုင်စားတာကြားလာပြီအရင်23ဒေါ်လာရဲထဲမှာအညာ PDF တွေလက်နက်ကင်လာခဲ့တဲ့အခါမှာဘာမှမလုပ်တတ်မကင်တတ်တဲ့အချိန်မှာအညာမှာရှိတဲ့မြို့ရွာတွေကိုနင်တို့ဘယ်နဲ့ဘလောက်မြှို့ခဲ့ပြီလဲဒီနဲ့ PDF တွေရှိမှပဲအညာမှာမြှို့တာရပ်သွားတာမဟုတ်ဘူးလားနော်ဒါကြောင့်မို့ တိုင်းရင်သားလက်နက်ကင်တွေမရှိမှပဲလွတ်တော်ထဲမှာနင့်တို့ခွေးတွေအရေအတွက်ကိုရှော့မဲဆိုတာရှော့ချင်တယ်မရှော့ချင်တယ်ကြော်တော့စိတ်မဝင်စားဘူးခွေးပပျောက်ရေးဟာဒီနေ့ကျွန်တော်တို့တော်လာရေးရဲ့အဓိကတော့ရေရွယ်ချက်ဖြစ်တယ်ဆိုတာကိုမမဲ့ကြပါနဲ့ပြီးလို့ရှိရင်ကျွန်တော် general ကို mori ချမ်းတာတာဟာမြန်မာနိုင်ငံမှာရှိတဲ့တထဲတွေကိုတောက်ချလို့ရတယ်လို့ပြောတယ်ကျွန်မအမြဲတမ်းပြောတယ် general ko mori ha kia မလောက်ခင်ကြတဲ့ချမ်းသာပြီးတာကျတော့ကချင်ပြည်နယ်ဘာနေမြဲလဲနင်တို့သိတယ်နော် တယံဇာတာနဲ့ပိုးကြွယ်ွားတဲ့နေမြင်ဖြစ်တယ်။ဒီနေ့ကျွန်တော်ကချင်းပြင်းနေဟာတယံဇာတာပေါ်မှာထိုင်ပြီးမှဆင်းရဲတာနင်းတို့ခွေးကြောင်းအရင်တော့ကျွန်တော်ကချင်းပြင်းနေမှာဆင်းရဲတယ်ဆိုတာကလက်ချိုးရည်လို့ရတယ်။နင်းတို့ခွေးတွေကြောင့်ဒီနေ့ကျွန်တော်ကချင်းပြင်းနေဆင်းရဲသွားတာ။တယံဇာတာထွက်တဲ့နေရကနေမှမွေးဖွားကြီးပြင်းလာတဲ့တယောက်ကိုနင်းတို့ဟာလက်နဲ့ကင်ပြီးချမ်းသာလာတယ်လို့ပြောလို့ရှိရင် အိမ်တလုံးတောင်မပိုင်တဲ့ခွေးတရောင်းစားကဘဲကနဲ့ချမ်းတာလာတယ်သူရဲ့စစ်ခွေးအလုတ်ကနေမှတော့ချမ်းတာလာတယ်လားအခုနေဝင်တရောင်းစားတွေအားလုံးပြည်သူလူထုတွေရဲ့ပတ်စံတွေကိုခိုးပြီးမှနိုင်ငံသားတွေမှဖွဲ့ထားပြီးမှအခုအင်းနေဝင်အလုတ်မလုတ်ပဲနဲ့ပြည်သူတွေရဲ့ပတ်စံတွေကိုစားနေတာပြည်သူတွေရဲ့ထောင်ထဲမှာနေနေတော့နင်းတို့လွတ်လွတ်လပ်လပ်မသွားနိုင်တာအခုတန်းရွှေတရောင်းစားတွေသူတို့ရဲ့လက်စာဘလောက်ရတယ်လဲအဲ့လက်စာနဲ့သူတို့နန်းတော်လိုမျိုးအိမ်တွေစောက်နိုင်မယ်လို့ထင်သလား နင်တို့စစ်သားဘဝတွေနင်တို့ပိုသိပါတယ်ဘယ်လိုမျိုးဘဝနဲ့နင်တို့နင်းလာခဲ့တယ်လဲဆိုတော့နင်တို့သိပါတယ်နော်အခုနင်တို့စစ်ခွေးတွေရဲ့အိမ်တွေကိုကြည့်လိုက်လေနတ်တော်လိုမျိုးစောက်ထားတယ်နင်တို့ရဲ့လက်ခံရရတလားနေတော့ခွေးတောင်စားတယ်ဘယ်လိုချမ်းသာတာတလေဆိုတာဒီနေ့ချပြရင်ငါလဲ KIA တွေဘယ်လိုပတ်ဆံရတယ်လဲဆိုတော့ငါချပြမယ်တတ်သိရှိတယ်ဆိုလို့ရှိရင်အဲ့လိုမျိုးချပြပါရှောက်မဟောင်နဲ့ ကျတော့ KIA ရဲ့အကြားလဲနင့် obey ဆံလို့ဘူးခွေးတရောင်းစာပါဇက်ထဲကနေမှကျတော့ KIA ရဲ့အကြောင်းလဲပြောကိုမပြောနဲ့ကျတော့ KIA တွေဘလို့လုတ်ချင်တယ်သူတို့လုတ်ချင်တဲ့အတိုင်းလုတ်ပါစေငါတို့ကချင်လိုမျိုးတွေသဘောတူထားတယ်ငါတို့ကချင်လိုမျိုးတွေခွလို့နားလေထားပြီးတာဖြစ်တဲ့အတွက်ကြောင့်ကျတော့ KIA တွေဘာဖြစ်ချင်နေကြလဲဖြစ်ချင်တိုင်းဖြစ်နေပါစေနင့်တို့ခွေးတွေတကောင်မှလာမအော်ပဲနဲ့ပြီးလို့ရှင်လဲနင့် obey ဆံလို့ဘူးငါတို့တနတ်နဲ့သူတို့ကိုမအော်အောင်ပါစက်ပိတ်ပေးနေတာမြင့်မြတ်မထားတော့ တော်လန်ရရှိနေတဲ့ရွယ်နင့်တို့ဘဝဘယ်တော့မှမလုံခြုံဘူးဆိုတာမှတ်ထားပါเนาะပြည်သူတွေအားလုံးကြားမှာပြောရှိကြပါစေ